ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့ဂျွန်လ10ရက်နေ့ရညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လှန်ညချမ်းပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့ကတော့ပြည်သူလူထုတရက်လုံးဝမ်းသာအားရဖြစ်နေရတဲ့နေ့တရက်ပါအဲ့တော့လေဘဲတွေကတော့ခြေကွဲရတဲ့နေ့ပေါ့ဘာကြောင့်ခြေကွဲရလဲဆိုလို့ရှိရင်ကျွန်တော်တို့စကိုင်းတိုင်းပလဲနယ်ထဲမှာ Jet Fighter တစ်စီးကိုပြစ်ချနိုင်ခဲ့သလို Mobile Letter ကိုလည်း drone နဲ့တိုက်ခိုက်မှုမှာဘိုးအပါဝင် ဒီနှစ်ဦးတည်ပြီးတော့6ဦးလောက်ဒဏ်ရာရတယ်ဆိုပြီးတော့ကျွန်တော်တို့သိရပါတယ်အဲ့တော့ဒီနေ့လည်းကဲ12နာရီကျော်လောက်ကပြစ်ချနိုင်ခဲ့တဲ့လေရင်ကတော့တိုက်လေရင်ပေါ့နော်တိုက်လေရင်ကတော့ဒီတရုတ်နိုင်ငံထုတ်အမျိုးအစားဖြစ်ပါတယ် F7 လေရင်မျိုးစားလို့လို့ဆက်ကျွန်တော်တို့သိရှိထားရပါတယ်အဲ့ဒီလေရင်ကိုတော့ဒီဘိုးကြီးနေမင်းကျော် နေမင်းကျော်ကမောင်းနေတာပါ DSA အပတ်စဉ်96ကဘိုးကြီးနေမင်းကျော်အခု နေမင်းကိုမကြော်နိုင်သလိုလာမင်းလည်းမကြော်နိုင်တော့ပါဘူးခန္ဓာကိုယ်အစိတ်ပိုင်းတွေပြတ်ထွက်ပြီးတော့စုပ်ပြတ်တက်နေအောင်ဖြစ်ပြီးတော့သေဆုံးသွားတာဖြစ်ပါတယ်။ဘာကြောင့်ဆိုရင်ရုပ်ပုံထဲမှာဒီသပင်မွေးတွေရဲ့နေရွက်တချမ်းရဲ့အသားစားတွေရဲ့အရေကုန်များတွေရဲ့အဲဒီရုပ်ပုံတပုံကိုကျွန်တော် online ပေါ်မှာတွေ့ရှိလိုက်ပါတယ်။ဒီမှာတော့ကျွန်တော်ရုပ်ပုံတွေတော့မပြတော့ပါဘူးပြလို့မရလို့။အဲ့တော့နေမင်းကျော်ပြည်သူကိုဒုက္ခပေးတဲ့လေတရေတွေ ုတို့လေထဲမှာတရေတသိဖြစ်သွားရတဲ့ဘဝပါအစိတ်စိတ်အပိုင်းပိုင်းနဲ့တကယ်ကိုကြောက်เสียကောင်းတဲ့ဝေကျွေးဖြစ်ပါတယ်အဲ့တော့ပြည်သူအပေါ်မှာငဲ့ညာခြင်းတတ်ညာခြင်းမရှိဘဲနဲ့ပြည်သူလူထုကိုကလေးငယ်တွေပါဝင်တကြီးရွယ်တွေပါဝင်မျိုးသမီးတွေကိုဝန်ဆောင်တွေအားလုံးကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တဲ့လေတရေကြီးတွေအခုတော့စုတ်ပြတ်တတ်အောင် ဖြစ်ပြီးတော့တရေဘဝကိုရောက်ရှိသွားတဲ့အချိန်တွေပါ တော့မော်ဘီလီတက်ဌာနချုပ်ကိုလည်း drone နဲ့တိုက်ခိုက်တဲ့သတင်းထပ်ပြီးတော့ကြားရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ကတော့လီဘဲတွေကြေကွဲရတဲ့နေ့လေးတနေ့ဖြစ်ပါတယ်လီဘဲတွေကြေကွဲပြီးဘောမာတွေကတော့ဘာမှမပြောပြနိုင်လောက်အောင်ပသက်ပိတ်နေရတဲ့အခြေအနေပါအဲ့တော့ပသက်ပိတ်နေရတဲ့အခြေအနေဆိုပေမဲ့အဲသူတို့ရဲ့ပြောနေကြအတိုင်းဒီမြမတန်တို့မြောက်ရီတို့ကနေပြီးတော့ထုတ်လွှင့်ထားပါတယ်ရုံသားပိုင်းတစ်ခုအဲပြပါအောင်မယ်ပြည်သူတွေကြိုပြောခဲ့တယ်လို့ပါပဲအဲ ဆက်ချွေရင်းတာတို့လေ့ကျင့်ပြန်တိုင်းနဲ့ဘာဖြစ်တာတို့ညာဖြစ်တာတို့ဆိုတော့အကွက်တွေပြန်ပြီးတော့နင်းလာတာပါအဲ့တော့နောက်ထပ်ဝမ်းသာတွေကကောင်းတဲ့သတင်းတစ်ပုဒ်ကလည်းဆက်ချနေပါတယ်ဒီသတင်းကတော့ထိုင်းမြန်မာနယ်သက်မှာရှိတဲ့ကျွန်တော်တို့ body scan လို့ခေါ်တဲ့ point 2566ကိုအဲ့ဒီစကန်ကိုတိမ့်ပိုက်ရရှိလိုက်ပြီလို့သိရပါတယ်အဲ့ဒီစကန်ကိုတိမ့်ပိုက်နိုင်ခဲ့တဲ့အတွက်တဝဲခရိုင်အတွင်းမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်မြင်းတစ်လျှောက်လုံးကို KNU ကအပိသက်တိမ့်ပိုက် ထိန်းချုပ်နိုင်လိုက်ပြီဖြစ်ပါတယ်အဲ့တော့ဒီကနေ့ညာခင်းမှာတော့ဝန်တာအားရတဲ့ရာကောင်းတဲ့သတင်းတွေကိုအသေးစိတ်နားသင်ရမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်ကတော့သကိုင်းတိုင်းပလဲမြို့နယ်ဒီကန်တော့စခန်းသိန်းတိုက်ဝဲမှာစစ်ရှုံးကောင်စီရဲ့ Jet Fighter တစ်စင်းကိုဒီကနေ့ဂျွန်လာ၁၀ရက်နေ့သနနိုင်၅မိနစ်အချိန်လောက်ကပြစ်ချနိုင်ခဲ့တယ်လို့ပလဲမြို့နယ်ဒီပြည်သူ့လူမျိုးရေးတပ်မတော် PLA ကတပ်သေးမှတ်တမ်းဗီဒီယိုတွေဓာတ်ပုံတွေရုပ်သံတွေနဲ့တကွထုတ်ပြန်လာတာဖြစ်ပါတယ်အဲ့တော့ PLA ကပြစ်ချခဲ့တဲ့ စစ်ကြောင်းကောင်စီရဲ့လေရင်ဟာတရုတ်နိုင်ငံထုတ် F7 အမျိုးအစားဖြစ်ပြီးလေရင်အုပ်62အုပ်မကွေးကလေတက်ကနေပြီးတော့တက်လာတဲ့လေရင်ဖြစ်တယ်လို့သုံးသန်းသိရှိရပါတယ်ခင်ဗျာအဲ့တော့ F7 လေဟာတယောက်တည်းမောင်းနေရတဲ့လေရင်မျိုးအစားဖြစ်ပြီးအဲ့ဒီပြစ်ချခံရတဲ့လေရင်ကိုဒီရက်စေပတ်စဉ်56ကဗိုလ်ကြီးနေမင်းကျော်မောင်းနေခဲ့တာဖြစ်တယ်လို့ဒီတက်တွင်းသတင်းမြစ်ထံကနေသုံးသန်းသိရှိရပါတယ်အဲ့ဒီ Jet Fighter F7 လေးရမောင်းနေလာသူ DSA 56ကဘိုးကြီးနေမင်းကျော်ဟာခန္ဓာကိုယ်ရသည်ဖြစ်ပြီးတော့ တည်ဆုံးသွားခဲ့တယ်လို့ဗလဲမြို့နယ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကထုတ်ပြန်တဲ့တပ်တည်မှတ်တမ်းဗီဒီယိုတွေရကျွန်တော်တို့တွေ့မြင်ကြားသိရပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဗလဲမြို့နယ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကပြစ်ချခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပေမဲ့ဆက်ရှုံးကောင်စီဘက်ကတော့လေရင်ပြက်ကြမှုဟာဆက်ချွေရင်းလို့ဖြစ်ရတာဆိုပြီးအခုလိုမျိုးထုတ်ပြန်ပါတယ်ခင်ဗျာ တမရော်လေးမှတိုက်ခိုက်ရေးလေရင်တစည်းဟာလေးချင်းပြန်တန်းရေးဆောင်ရွက်စဉ်ဇွန်လ10ရက်နေ့မွန်လွယ်12နာရီ15မိနစ်ခန့်မှာပလဲမျိုးနယ်မင်းနိုင်မင်းကျေးရွာရဲ့အရှိတ်မီတာ2000ခန့်အကွာစပားစီကျေးရွာအနီးသို့အရောက်ရုတ်တရက်ဆက်ချုပ်ရင်းမှုဖြစ်ပေါ်ခဲ့ကမြေပြင်ပေါ်သို့ပြက်ကျခဲ့ပြီးမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါလေရင်ပြက်ကျခဲ့တဲ့နေရာတဝိုက်သို့လုံခြုံရေးတပ်ဖွဲ့ဝင်များကတွားရောက်ပြီးလိုအပ်တဲ့လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကာ တပ်ဆိုင်ရာတာဝန်ရှိသူများကလေရင်ဆက်ချိုးယွင်းမှုအကြောင်းအရင်းအောင်စုံစမ်းစစ်ဆေးမှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့တွေ့မြင်ရတဲ့အတိုင်းအကြံဖတ်ဆက်ရှုံးကောင်စီရဲ့ MRTV ကတော့အခုလိုမျိုးအတီးပြုတ်ပေးလိုက်ပြီးဖြစ်ပါတယ်။သူတို့ကလုံခြုံရေးနဲ့သွားပြီးတော့ရှာဖွေ ရှင်းလင်းနေတယ်လို့တော့ ြောလိုက်ပါသေးတယ်။အဲ့တော့ရုပ်သံပိုင်းတွေမှာတွေ့ရမှာပါ။တော်လိုင်းတက်ဖွဲ့တွေကာကွယ်ရေးတက်ဖွဲ့ဝင်တွေ PLA ရဲဘော်တွေကအဲ့ဒီပြက်ကြတဲ့နားမှာရုပ်သံပိုင်းတွေမှတ်တမ်းတွေရိုက်ကူးနေတာကိုကျွန်တော်တို့ရုပ်သံပိုင်းတွေမှာတွေ့ရပါတယ်။အခုသူတို့ကတော့အဲ့မှာသွားပြီးရှင်းလင်းနေတယ်ဆိုပြီးပြည်သူကိုထပ်ပြီးတော့ဂျင်းထဲလာပြန်ပါတယ်။အဲ့တော့ပြည်သူကိုဂျင်းထဲလို့ရတဲ့ခက်ကကုန်သွားပါပြီ။တခုခုဆိုလို့ရှိရင်လူမှုကွန်ရက်စာမျက်နှာမှာသတင်းမှန်သတင်းထူးတွေကိုတစ်ချိန်တည်းတပြေးညီကြားသိနေရတဲ့ပြည်သူကိုဘယ်လိုမှဂျင်းထဲလို့မရနိုင်တော့ပါဘူး။ တော့ဒီနေ့ကတော့လေဘဲတွေခြေခွဲရတဲ့ဖြစ်စဉ်မှာအဲ့တော့ Jet Fighter တစ်စီးလုံးကိုပြတ်ကျတဲ့အထိပြစ်ခတ်နိုင်ခဲ့တဲ့ရွှေလက်ပိုင်ရှင် PLA ရဲဘော်တွေအတွက်ကတော့ဂုဏ်ပြုပါတယ်အမတန်မှတော်တဲ့တော်လှန်ရေးရဲဘော်တွေဖြစ်ပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်လေဘဲတွေခြေခွဲရတဲ့ဗဒင်းကောင်းတပုတ်ကိုဆက်ပြီးပြောပြခြင်းပါတယ်ဒါကတော့ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာရှိတဲ့စစ်ရှုံးကောင်စီလေတပ်ဌာနချုပ်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကဂျွန်လ9ရက်နေ့ မနေ့ကည9:00နာရီလောက်မှာအသီးကန်ဒရုန်းနဲ့သွားရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ဒီ Civilian Military SRDF တပ်ဖွဲ့စီကနေသိရပါဗါတယ်အဲ့တော့တိုက်ခိုက်မှုကြောင့်ဆက်ရှုံးကောင်စီရဲ့ဘိုးမိုးဝေကျော်နဲ့တတဖြိုးကိုကိုတို့တည်ဆုံပြီး6ရောက်ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်ခင်ဗျာသတင်းအတိအကျနယ်ကိုတည်တဲ့သူတွေအတိအကျနယ်ကိုဖော်ပြလာတာပါအဲ့ဒီလေတပ်ဌာနချုပ်ကိုတော်ရောက်ပြစ်ခတ်ဖို့အတွက်လနဲ့ချီပြင်ဆင်ခဲ့ရပြီးတဆင့်ချင်းစီလုံဆောင်ခဲ့ရတယ်လို့လည်းဆိုပါတယ် ပေးပို့လာတဲ့ဖျဲသီးတွေတရင်အရာ ဖြိုးကုတ်ကိုနဲ့ဘိုမိုးဝေကျော်ထိခိုက်ပြီးတော့ဒေသွားတယ်ဖြစ်စဉ်အနီးမှာပျော်ဝဲသားခီးထွက်မဲ့စကားစမိသားစုဝင်တွေရဲ့ကားကိုလည်းထိခဲ့ပြီးဒဏ်ရာရသွားတယ်လို့သိရတယ်ဆိုပြီး Civilian Military SRDF တာဝန်ရှိသူကအခြေအနေကိုရှင်းပြပါဗါတယ်။တေဆုံးသွားတဲ့ဘိုမိုးဝေကျော်ဟာမြကြီးနားကနေပြောင်းရွှေ့ခံရတာဖြစ်ပြီးတော့လမ်းလဲငယ်လောက်သာ ပြောင်းရွှေ့တာပြောင်းရွှေ့သေးတာဖြစ်ပြီးတပ်သားဖြိုးကူကတော့ရခိုင်ပြည်ရှေ့တန်း 958စစ်ကြောင်းကနေပြောင်းရွှေ့လာတဲ့တပ်သားဖြစ်တယ်လို့လည်းသိရပါဗျ။အဲ့တော့တိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် Civilian Military SRDF ဖွဲ့နဲ့ရွှေဘုခရိုင် MS5 တရင်တို့ကပူးပေါင်းဖော်ဆောင်ခဲ့ကြတာလို့လည်းသိရပါဗျခင်ဗျာ။ဒါမေလာ12ရက်နေ့ကတပင်းရင်းမြို့နယ် Orinwin ရွာကိုလေကြောင်းတိုက်ခိုက်မှုကြောင့်ဆုံးမသွားတဲ့ကလေးတွေအတွက်လက်တုံပြန်တိုက်ခိုက်တာဖြစ်တယ်လို့လည်းဆိုပါတယ်။မော်ဘီမာရှိတဲ့ ဒေသဌာနချုပ်ကို Civilian Military SRDF တပ်ဖွဲ့အနေနဲ့အခုလိုတွားရောက်ပစ်ခတ်တာဒုတိယကြိမ်ရှိပါဖြီးပြီးဖြစ်ပြီးပထမကြိမ်တုန်းကလည်း short tide drone နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်ခင်ဗျာအဲဒီရက်မှာတော့လေဘဲတွေအတော်လေးကိုခြေခွဲရတဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်နောက်ထပ်သတင်းကောင်းကြီးတစ်ခုကလည်းဒီကနေ့မှသတင်းတွေကမြိုင်မြိုင်ဆိုင်ဆိုင်ထူးထူးခြားခြားကိုလာပြီးတော့ကောင်းနေပါတယ်ဒီနေ့အတိုင်းဒဝဲခိုင်ရိုင်း ထိုင်းမြန်မာနယ်သက်မှာရှိတဲ့ point 2566စစ်တပ်စခန်းကိုသိမ်းပိုက်ရရှိခဲ့ကြောင်း KNU ဗိဒ္ဓဝေခရိုင်သတင်းနဲ့ပညာရေးဌာနကထုတ်ပြန်လာပြန်ပါတယ်ဒီကနေ့ဂျွန်လ10ရက်နေ့နေ့လယ်ပိုင်းမှာထိုင်းမြန်မာနယ်သက်မှာရှိတဲ့ဒီအမှုနယ်သက်ဒါမှမဟုတ်အဲတို့နောက်တစ်ခုခေါ်တာက point 2566မှာရှိတဲ့စစ်ရှုံးကောင်စီရဲ့ရှေ့တန်းစစ်စခန်းကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ် အဲ့ဒီတက်စကန်ကိုကျွန်တော်ရှင်းနေကလေးကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၃ရက်အကြာမှာအခုလိုမျိုးသိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့၃ရက်ခံစကန်လို့ကျွန်တော်တို့အမည်ပေးရပါပါကျန်နီကသိမ့်တဲ့နေဆက်မြင်းတစ်လျှောက်ကစကန်နေမှာနာမည်ပြောင်းနေရှိပါတယ်တရက်ခံစကန်၂ရက်ခံစကန်၃ရက်ခံစကန်တချို့ကြတော့လေတနာ ਈ နှစ်နာ ਈ ခံစကန်နေလည်းရှိပါတယ်အဲ့တော့ဒီစကန်ကတော့ကျွန်တော်တို့၃ရက်ခံစကန်လို့အလွယ်မှတ်ထားလို့ရပါတယ်အဲ့တော့ဒိမရရှိခဲ့တဲ့ point 2566ကထိုင်းမြန်မာနယ်စပ်စခန်းရဲ့ အထိုင်တက်မှာဒီခလာရ25အထိုင်တက်ချထတာဖြစ်ပြီးတော့ ठी ထ view ဟာ ठी ထ view ရဲ့ Google မှုအောက်မှာရှိတဲ့နေသက်သခန်းဖြစ်တယ်လို့လည်းသိရပါတယ်အဲ့ဒီသခန်းဟာဘိတ်တဝဲခရိုင်ရဲ့မဲတမီထား ठी ထနဲ့မဲတမီခီ ठी ခီဌာနချုပ်ကြပြီးတဲ့နောက်မှာ1969နှစ်ကုန်ပိုင်းမှာတီထောင်ထားခဲ့တာ ဖြစ်တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်သိမ်းပိုက်မှုကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာလေးကဥဆောင်ပြီးတော့ကရင်မျိုးသားကာကွယ်ရေးတပ်မတော် KNDO တိုင်ရင်ခုံတပ်မဟာဒရုန်းတပ်ဖွဲ့ ဒီထီးမူပွားဒေတာမှာရှိတဲ့တည်တော်ဌာန KNPF လုံခြုံရေးတပ်ဖွဲ့အမျိုးသမီးစည်းရုံးနဲ့မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ TPLF နဲ့ FFD drone တပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့လည်းသိရပါပါတယ်ခင်ဗျာ KNU တပ်မှ၄ရဌာနချုပ်ဖြစ်ခဲ့တဲ့ထီးခိနယ်ဆက်စခန်းနဲ့ထိတာဗျူဟာစခန်းတို့ကိုအပယ်လာနဲ့မေလာအတွင်းမှာကန်နလီနဲ့ဒေါ်လာအင်းပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ထိုင်းနိုင်ငံဒီကန်ချနဘူရီခရိုင်ဘော်ဒီရွာအနီးနေသက်မြင်းပေါ်ကဘော်ဒီစခန်းကိုလည်းထပ်ပြီးတော့သိမ်းပိုက်ရရှိခဲ့ပါတယ် ဲ့တော့ဒီ body scan သိမ်းတိုက်ပွဲတွေမှာနေမာညာမာနဲ့ကြိုးပမ်းခဲ့တဲ့စစ်ဘက်ရရရှိအာခံအကြက်စစ်တီတွေမဟာမိတ်တပ်ပေါင်းစုတွေရဲဘော်ခေါင်းဆောင်တွေဒေသခံပြည်သူတွေနဲ့အတူအဘက်ဘက်ကနေဝိုင်းဝန်းပန်းဖို့ဘေးကသူတွေအားလုံးကိုအထူးကျေးဇူးတင်ရှိကြောင်းလဲ KNU ဗိတ်တော်ဝဲခရိုင်သတင်းနဲ့ပြည်ညာရေးဌာနကမှတ်တမ်းတင်ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်ခင်ဗျာဟိုဒီကနေ့ကတော့တော်လန်ပြည်သူတွေတော်လန်ရေးဘတ်တော်သားတွေအတွက်ရရတာဖြစ်ပြီးတော့အကြမ်းဖက်စစ်ရှုံးကောင်စီရဲ့လေဘဲတွေ နောက်တစ်ခါထိုင်းစကန်းတွေအတွက်တော့ပြက်တရားနေပဲဖြစ်ပါတယ်ခင်ဗျာနိုင်ငံတကာသတင်းတွေဘက်ကိုကျွန်တော်တို့ဆက်ပြီးတော့သွားရအောင်ပါနိုင်ငံတကာသတင်းတွေဘက်မှာတော့ဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဖမ်းဆီးမှုတွေကိုကန့်ကွက်ဆန္ဒပြုတွေဆန္ဒပြမှုတွေဇက်တိုက်ဖြစ်ပွားနေတဲ့လော့အင်ဂျလီကိုပင်နဂွန်စစ်ဌာနချုပ်ကစစ်သား2000ကျော်ဆစ်လွတ်ပြီးတဲ့နောက်မှာထပ်ပြီးတော့ Marine တပ်သား900ဆစ်လွတ်ဖို့စီစဉ်နေကြောင်းဒီ Sky News ကဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရပါတယ် မေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့တပ်သားတွေကိုဆ ెల ွပြီးတဲ့နောက်မှာဆန္ဒပြသူတွေကိုဖမ်းဆီးတာအရင်ကထပ်ပို့ပြီးတော့ပြင်းထန်လိမ့်မယ်ဆိုပြီးပြောဆိုခဲ့ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကအဲ့ဒီလုပ်ရက်ကိုပြည်တင်ရှုတ်ချပြီးအမေရိကန်မရိန်းတပ်သားတွေကိုအာဏာရှင်သမ္မတတဦးရဲ့စိုးရတဲ့စိတ်ကူးယဉ်မှုကိုဖြည့်ဆည်းဖို့အတွက်နိုင်ငံသူနိုင်ငံသားတွေနဲ့ရင်ဆိုင်ရတဲ့အမေရိကန်မျိုးပေါ်မှာဒီတက်ဆွဲတာတွေမပြုသင့်ဘူးလို့ပြောဆိုထားပါတယ်။ထရန့်ဟာအမေရိကန်မဟုတ်ဘူးလို့သူ့ရဲ့ X စာမျက်နှာမှာရေးသားထားတာကိုလည်းတွေ့ရပါတယ်။ အဲ့လိုတက်တဲ့ဆေလုပြီးတော့ဆန္ဒပြသူတွေကိုနှိမ်နှင်းနဲ့လွှဲရဟာပြည်내အချုပ်ချာအနာကိုချိုးဖောက်တဲ့အတွက်ကယ်လီဖိုးနီးယားပြည်내အုပ်ချုပ်ရေးမှုကအမေရိကန်ဆိုးရွားကိုတရားစွဲဆိုထားပြီးတမရထရန့်ကလည်းအုပ်ချုပ်ရေးမှုအဖမ်းခံရရင်ပိုကောင်းသွားမှာဖြစ်ကြောင်းပြောဆိုခဲ့တယ်လို့သိရပါဗါတယ်အဲ့တော့အမေရိကန်မှာလည်းဒီမိုကရေစီဘိုးရီနိုင်ငံကြီးလို့ပြောရမယ်အမေရိကန်မှာလည်းအုပ်ချုပ်သူတွေရဲ့နိုင်ထက်စီးနင်းအတင်းအဓမ္မလုပ်မှုတွေအောက်မှာပြည်သူလူထုက မကံမရနိုင်ဖြစ်ပြီးတော့ဆန္ဒပြပွဲတွေအကြီးကျယ်ဖြစ်နေပါတယ်အဲ့တော့နှိမ်နှင်းမှုတွေလည်းအခုမရိန်းတပ်သားတွေပါထပ်ပြီးတော့ဆင်လွတ်ပြီးတော့နှိမ်နှင်းမှုကြံစီနေတဲ့ trend ဖြစ်ပါတယ်ဒါကနိုင်ငံတကာသတင်းတွေဘက်မှာတွေ့ရတဲ့သတင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့ကတော့ပြည်သူလူထုကြီးတရက်လုံးကတော့ဝမ်းမြောက်ဝမ်းသာရှိနေသလိုကျွန်တော်တို့သတင်းတင်ဆက်ရတဲ့သတင်းပြောပြသူတွေတင်ဆက်သူတွေအနေနဲ့လည်းအမှန်တမ်းမှဝမ်းသာနေရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့လေရင်တစည်းကို ပြစ်ချနိုင်ခဲ့တယ် အရင်တည်းကဆိုရင်လဲစီပေါစာလင်းရင်စီရီတင်ဆောင်လာတဲ့ကားတစ်စီးကိုဖမ်းဆီးထိမ့်သိမ်းနိုင်လိုက်တယ်ပြီးတော့နောက်ထပ်မော်ဘီလီတက်ဌာနချုပ်ကိုလဲအသေးခံဒရုန်းနေနဲ့တွားပြီးတော့တိုက်ခိုက်တဲ့အခါမှာဒီဘိုးနှစ်ဦးတေဆုံးပြီး6ဦးထိဒဏ်ရာရတဲ့ဖြစ်စဉ်မျိုးတွေကျွန်တော်တို့တွေ့ရတယ်အဲ့တော့ပြည်သူတွေရဲ့ရင်ထဲမှာဒီလိုမျိုးလင်းရင်တစ်စီးကိုပစ်ချနိုင်ပြီဆိုရင်တော့အတိုင်းမသိဝမ်းသာအားရဖြစ်နေရတဲ့အခြေအနေမျိုးအဲ့တော့ကျွန်တော်တို့စစ်အာဏာရှင်စနစ်ဆိုးမအားလနဲ့အပေါင်းပါတိုက်ကိုသာ ်အပီးအပိုင်ဒီနေရာကနေမောင်းချနိုင်မယ်ဒီနေရာကနေကန်ချနိုင်မယ်ဆိုရင် ပြည်သူလူထုဘလောက်ထိပျော်ရွှင်ဝမ်းမြောက်စရာကောင်းရမလဲဆိုတာကိုကျွန်တော်တို့ခံမှန်းကြည့်လို့ရပါတယ်အဲ့တော့ဒီနေ့မှာလင်းရင်ကိုပြစ်ချနိုင်ခဲ့တဲ့ရွှေလက်ပိုင်ရှင်တွေကတော့ပြည်သူလွတ်မြောက်ရေးတက်မတော် PLA ကရဲဘော်တွေဖြစ်ပါတယ် PLA ကရဲဘော်တွေကအခုဆိုလို့ရှိရင်တက်အတွက်3500 စူးစောင်းတဲ့ရိတ်ခါအတွက်စူးစောင်းတဲ့ကမ်ပိန်းတစ်ခုလုပ်နေတာရှိပါတယ်။နောက်ရကြရင်တော့ကျွန်တော်အဲ့ဒီကမ်ပိန်းအသေးစိတ်ကိုတို့နဲ့ချိတ်ဆက်ပြီးတော့ဘယ်လိုမျိုးကုလို့ရမယ်၊တို့ကိုအားဖြည့်လို့ရမယ်ဆိုတာမျိုးကျွန်တော်ဆက်ပြီးတော့အသေးစိတ်အကြောင်းအရာကိုတင်ဆက်ပေးပါမယ်။တီးတန့်သတင်းထဲမှာမဟုတ်ဘဲနဲ့တီးတန့်ကျွန်တော်ရုပ်တံရိုက်ပြီးတော့တင်ဆက်ပေးပါမယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီရွှေလက်ပိုင်ရှင်တွေသူတို့တွေမကပါဘူး။အဲ့တော့မိုးရင်းကာလာလည်းရောက်လာပြီ။အဲရဲဘော်တွေရာနဲ့ထောင်နဲ့ချီပြီးတော့ရှိတဲ့တပ်ဖွဲ့တွေဖြစ်တဲ့အတွက်ရိတ်ခါကလည်းတရက်တရက်မှာကျွန်တော်စဉ်းစားကြည့်မယ်ဆိုရင် တော်တော်လေးကိုအကုန်ကြများပါတယ်အဲ့တော့ရိတ်ခါအတွက်လည်းပြည်သူလူထုကဝိုင်းဝန်းပြီးတော့ဒီရဲဘော်တွေကိုအားရှိအောင်ဒီရဲဘော်တွေအဆင်ပြေအောင်ကျွန်တော်တို့အဲဝိုင်းဝန်းပြီးတော့ကြိုးပမ်းရပါမယ်အားထုတ်ရပါမယ်ပါဝင်ပြီးတော့ထောက်ဖို့ကြရပါမယ်အဲ့တော့ဘလို့ထောက်ဖို့ရမလဲဒီရွှေလက်ပိုင်ရှင်တွေကိုဘလို့မျိုး ောက်ပို့လို့ရနိုင်မလဲဆိုတဲ့ဟာကိုကျွန်တော်ချိတ်ဆက်ပြီးတော့အင်တာဗျူးပဲဖြစ်ဖြစ်သူတို့ ਨੇ ဒီညမှာကျွန်တော်ချိတ်ဆက်ကြည့်ပါမယ်ချိတ်ဆက်ပြီးတော့ campaign မှာဘယ်လိုပါဝင်လို့ရမလဲဆိုတာကိုမနေ့ပြန်မှာအသေးစိတ်ကျွန်တော်ပြည်သူရေးစီကိုတင်ဆက်ပေးပါမယ်အဲ့တော့ဒီကနေ့ညချမ်းမှာတော့ပြည်သူတွေတကယ်ကိုအိမ်မောကြစွာနဲ့အိတ်သက်အနာယူနိုင်မဲ့နေလေတရဖြစ်ပါတယ်ဒါပေမဲ့ဒါကအဲရန်ကုန်လိုနေပြည်တော်လိုတခြားပြပရောက်ပြည်သူတွေသာဒီလိုမျိုးခေါင်းပြောင်းအောင်အိတ်ဆက်နိုင်တဲ့အခြေအနေပါအညာဒေသလိုဒေါ်လာ တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်မြေမှာတော့စစ်ရှုံးကောင်စီကတေးကြပါတဲ့ရှုံးမဲမဲမဲရှက်ရမ်းရမ်းမဲဖြစ်စဉ်တွေရှိတဲ့အတွက်ဒီလိုနေမျိုးဒီလိုညမျိုးမှာအထူးသတိထားပြီးတော့ကရုတ်ချင်းနေဘုံကြည်စံနေလွတ်တဲ့နေရာတွေမှာပြည်သူတွေသတိထားပြီးတော့နေဖို့လိုအပ်ပါတယ်ခင်ဗျာဘာကြောင့်လဲဆိုရင်စစ်ရှုံးကောင်စီကတော့ကန်းကုံအောင်မိုင်းရိုင်းမှာဖြစ်တဲ့အတွက်အခုလိုမျိုးထိနာပြီးနောက်ဆက်နောက်ဆက်တွဲအနေနဲ့သူတို့တွေပြည်သူကိုပတ်ရမ်းမဲ့အနေထားကိုကျွန်တော်တို့ကြိုပြီးတော့မြင်နေရတဲ့အတွက်ပြည်သူလူထုအနေနဲ့ဘေးကင်းလုံခြုံရာနေရာတွေမှာ အစင်မြဲတတိထားပြီးတော့နေထိုင်ကြဖို့လေမေတ္တာရက်ခံပန်းချလိုပါတယ်ခင်ဗျာအဲ့တော့ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနေစိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းစုမုံကောင်းတောင်းလိုက်ရပါတယ်ထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့မနက်ပြန်မနက်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာကျွန်တော်ရဲ့မိသားစုဆက်ခင်နေရခြင်းနဲ့လည်းလည်းဝဲနေခြင်းအတွက်မှာမိသားပြည်သူမျိုးများအနေနဲ့ဖြတ်ပြီးတိတ်ဆောင်လာမျိုးတော်တဲ့ဖြတ်ပြီးလာတယ်လူခုလူဝေးပြုချင်းများ မကြည့်လို့ကြားလို့တိုက်တယ်လို့ပြောဟပ်ပါလေခင်ဗျာနေဝဲနေချိန်မှာလူသားတိုက်ခံနေရတဲ့အတွင်းမှာကိုယ်ကိုခင်ဗျာကိုယ်ကိုခင်ဗျာတင်းမှာဒါမခံနိုင်ကြဘူးမိသားရခံဟပ်ပါလေခင်ဗျာကိုယ့်အဖေလူသားတိုက်ခံသူ့ကိုခေါ်နိုင်လူသားတိုက်ခံဆက်ထားရဲ့လူရမားကိုကိုယ်ကလေးလာချင်းဖြစ်စီခင်ဗျာမကြည့်လို့ဖို့ကိုလည်းမိသားရခံတိုက်တွန်းလို့ဆက်ဟပ်ပါလေခင်ဗျာဒါလို့ဒီကဒီဒီဒီများနေမဲ့ မိမိရဲ့အိမ်ကြီးထဲမှာဘုန်းကြီးကြီးနဲ့ဘုန်းကြီးနဲ့မဖြစ်မလို့ဒီထားကြလို့ရပါတယ်။အိမ်တိုင်းအိမ်တိုင်းမှာဘုန်းကြီးကြီးနဲ့ခရုံကြီးတွေသူပေးထားကြလို့အခုလိုပြီးလို့ရပါတယ်ခင်ဗျာ။ဒါကြောင့်မလို့မိမိရဲ့အိမ်ကြီးထဲမှာလေကြောင်းအိမ်မှာကာဝယ်နိုင်တဲ့အတွက်ဘုန်းကြီးကြီးနဲ့ခရုံကြီးများမဖြစ်မလို့စတဲ့သူပေးထားကြလို့တိုက်ပေါ်လို့ဆိုအပ်ပါခင်ဗျာ။အခုလိုမျိုး န်ခြင်းနဲ့အနာဂတ်ဖြစ်သည်စီစိတ်သက်သာတူမီကြိုးစားပြန်ကြော်မီ Verity တော်စုအတွက်အသက်သွေးပေးစမည်ကောင်းဤကိုစီချဲ့ရွက်ချမည်စာနာကူညီပေးမှာကောင်းရလဲတွင်ကြီးရဲ့ရင်တွေတော့ပြီပြီတတ်တည်တဲ့စာကြီးရန်သူအာနာယူမြချေမုံမြခင်ပြီ Yeah, 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 yeah. ယုံကြည်သည်ဘာမတိဒီလူကမွေးတဲ့အောင်စီတိတိုက်ပွဲတိုင်းလဲတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုကြည့်လက်သက်ပေးကြတရေကောင်းပေါင်းလို့သည်သမိုင်းကြီးပြစ်စတဲ့ကြောင့်ဒီပြုတ်တဲ့စာတီဒီလူလူအပေါင်းကြီးစံသာပြရမည်နိုင်ငံတော်ကို

你就在天角你飞来比老鼠的快，但会被神秘，大卫孤寂在月下你。萨拉库你陪马，超然来对你，夜夜对到比比，但听得萨尼，前途阿那有呀，最梦有天你，年纪伢的衰天地你，有几滴，把那天。

ရမည်နိုင်ငံတော်ကိုသူစစ်ချမည်